္ဂလာပါရှင်ကျွန်မမိုးမြင့်စင်ပါ DVB ရုပ်မြင့်သံကြားရဲ့ည၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရမရှင်နိုင်ငံတကာစံနှုန်းတွေနဲ့အညီမှန်ကန်မြတ်တာစွာနဲ့ပွင့်လင်းမြင်သာစွာလှုပ်ဆောင်သွားမယ်လို့ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကထုတ်ပြန်လိုက်တဲ့သတင်းနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဝင်တွေကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်လိုက်တာဟာငြိမ်းချမ်းရေးပေါ်ဆောင်ရေးမှာအတားအဆီးလေးဖြစ်လာနိုင်တဲ့ဆိုတဲ့သတင်းမြန်မာနိုင်ငံမှာစင်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း multi level marketing company တွေကိုဥပဒေနဲ့မညီရင်အေးအေးယူဆောင်ရွက်သွားမယ်လို့ပြည်ထရေးဒုတိယဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့နိုင်ငံတကာစံနှုန်းတွေနဲ့အညီမှန်ကန်မြတ်တော်စွာနဲ့ပွင့်လင်းမြင်သာစွာလှုပ်ဆောင်သွားမယ်လို့သတင်းထုတ်ပြန်ပါတယ် မောင်တော်ဒေသမှာဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ပထမဦးဆုံးသောလုပ်ငန်းဆိုင်ရာအစည်းအဝေးကိုဒီဇင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့ပြီးကြေညာချက်ထုတ်ပြန်လိုက်တာပါမောင်တော်ဒေသမှာတိုက်ခိုက်ခံရခြင်းအကြောင်းရင်းတွေတည်ဆုံနေရရရှိမှုပျက်စီးဆုံးရှုံးမှုတွေနဲ့လုံဆောင်မှုတွေကိုမှတ်တမ်းတင်တာနည်းမြေရှင်းလင်းရေးလုပ်ငန်းတွေအပေါ်ဆွဆွဲချက်တွေမှန်ကန်မှုရှိမရှိလူ့အခွင့်အရေးတွေအမှားကန်ချက်ပေးနိုင်မှု အနေအထားတွေနဲ့နောက်အလားတူဖြစ်ရပ်တွေမဖြစ်ပေါ်စေဖို့ ကော်မရှင်ကထမ်းဆောင်ရမယ့်တာဝန်တွေဟာကြီးမားကျယ်ပြန့်နေလို့ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်မှလည်းအခုလိုကိစ္စရပ်တွေမဖြစ်ပွားစေဖို့အတွက်ဒေသတွင်းအဖွဲ့အစည်းမှပူးပေါင်းပါဝင်ကြဖို့လည်းမျှော်လင့်တယ်လို့ကော်မရှင်အနေနဲ့လည်းလုပ်ငန်းတာဝန်တွေကိုအထောက်ခွန်ဆိုင်လုတ်ကင်သွားမယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။လွတ်တော်ကိုယ်စားလှယ်တွေလူကြီးလူကောင်းပြည်သားစွာပြောဆိုလုတ်ကင်ကြဖို့ အမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းကသတိပေးလိုက်ပါတယ်ဒီကနေ့ကျင်းပတဲ့အမျိုးသားလွတ်တော်အတွင်းရခိုင်အမျိုးသားကိုယ်စားလှယ်တဦးရဲ့မီဒီယာမှာပြောဆိုချက်တွေနဲ့ပတ်သက်ပြီးသတိပေးပြောကြားခဲ့တာပါပြီးခဲ့တဲ့နိုဝင်ဘာလကုန်မှာရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၈ကအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်ဝင်းကသူ့လွတ်တော်ကိုတင်သွင်းတဲ့အရေးကြီးအဆိုကိုလွတ်တော်ဥက္ကဋ္ဌကမေးခွန်းအဖြစ်ပြောင်းပြီးမေးခိုင်းလို့မေးခွန်းမဲမေးခဲ့ရတယ်လို့မီဒီယာတချို့ကပြောခဲ့ပါတယ်ဒီလိုပြောဆိုချက်ဟာမဟုတ်မမှန်ပြောဆိုချက်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ပုံရိပ်ကိုထိခိုက်စေတယ်ဆိုပြီးတော့မန်ဝင်းခိုင်တန်းကလွှတ်တော်ဤဥပဒေနဲ့ထောက်ပြပြောဆိုပါတယ်။အဲဒီနောက်လူကြီးလူကောင်းပိသားစွာပြောဆိုလုပ်ကင်ဖို့တတိပေးခဲ့တာဖြစ်ပါတယ်ရှင်။အခမဲ့ရုပ်တံလိုင်းတွေထုတ်လွှင့်ဖို့အတွက် ကုမ္ပဏီပေါင်း30လောက်အစိုးပြုထားပြီးစီစစ်နေပါပြီဒီသတင်းကိုတော့ဥပိုင်ဆိုပေးပို့ထားပါတယ်ရှင် ဒီမှာအတန်နဲ့ရုပ်မြင်သံကြားမှာနောက်ထပ် TV line အသစ်9ခုကိုပါဝင်ထုတ်လွှင့်ခွင့်ပြုဖို့စီစဉ်နေပါတယ်။အစောပိုင်းကကုမ္ပဏီ52ခုရှောက်ထားခဲ့ပေမဲ့29ခုကပဲအဆိုပြုလာတင်သွင်းခဲ့တာပါ။ဒီအတွက်ရွေးချယ်ဖို့အကြံပေးကုမ္ပဏီတစ်ခုကိုငားရမ်းဆောင်ရွက်နေပါတယ်။ပိုင်း9ပိုင်းသူတို့တင်သွင်းရပါတယ်။အပထမတစ်ပိုင်းကတော့ဒီကျွန်တော်တို့ဒီအနုပညာဖန်တီးမှုပေါ့ဒီ content creation ခေါ်တာပေါ့နော်နောက်တစ်ခုကကြတော့စီးပွားရေးနဲ့ပတ်သက်တဲ့အဆိုပြုလွှာ ဒီ channel ကိုအားမဲ့သားလှုပ်ဖို့တဲ့ငွေကြေးဘလောက်ယင်းနှမြုပ်နှံ့မယ်ပြီးရင်အဲ့ဒီကနေအချိုးမြတ်တွေဘလို့ရအောင်တို့လုပ်မယ်ဆိုတဲ့စီးပွားရေးရဲ့အဆိုပြုချက်ပေါ့အဲနံပါတ်3ကတော့နှီးပညာအဆိုပြုချက်ပေါ့ အဲနံပါတ်၄ရကြတော့ကျွန်တော်တို့ဒီ media compliance ဆိုခေါ်တဲ့ ethic လို့ခေါ်တဲ့ကိုကျင့်ကျင့်ဝတ်ပေါ့နော်အဲနောက်ဆုံးတစ်ပတ်ကတော့တို့ရဲ့ကိုပိုင် channel ကနေပြီးတော့ပြည်သူအကျိုးပြုကဏ္ဍတွေမှာဘာတွေလုပ်ပေးမယ်လို့စိတ်ကူးထားတယ်လဲအကြံဉာဏ်အစီအစဉ်တွေရှိသလားပေါ့အဲ့ဒီ၅ခုပုံမှာကျွန်တော်တို့ကအမှတ်ပေးပါတယ်အမှတ်အရကျွန်တော်တို့အားလုံးပေါင်း points စနစ်နဲ့သွားပါတယ် point 1000ရှိပါတယ်အဲကျွန်တော်တို့ content ဘိုင်းကတော့အများဆုံးပေါ့နော်အမှတ်၄00အထိရှိပါတယ်အဲနောက်တစ်ခါစီးပွားရေးက250နောက်တစ်ခါကျွန်တော်တို့နီးပညာပိုင်းက250နောက်ခုနကဒီကျွန်တော်တို့ CSR Public Service က50 ယ်နောက်တစ်ခါကျွန်တော်တို့ဒီ media ethic က90အားလုံးပေါင်း point ပေါင်း1000ရှိပါတယ်လက်ရှိမှာတော့ company တွေအတွက်ကန့်သတ်ချက်တွေမရှိပေမဲ့ရုပ်သံထွေ license ဥပဒေတွေပေါ်လာရင်တော့အဲ့ဒါကိုလိုက်နာဖို့လိုမှာဖြစ်ပါတယ်အသစ်လွှင့်တဲ့ line တွေကိုလည်းမြမအတန်းရဲ့ရုပ်မြင်တန်ကြားထပ်ဆင့်လွှင့်ဆက်ရုံနေရာတစ်ဆင့်ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်လက်ရှိမှာမြမအတန်းကရုပ်သံ line 14ခုထုတ်လွှင့်နေတာဖြစ်ပါတယ်ကျွန်တော်အမြင်ကိုပြောရရင်တော့ဒေါက်တာမြတ်မြားက variety show ပေါ့ အားလုံးအစုံ channel ကိုတွားကြရတဲ့သဘောရှိပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာတကယ်ကိုဒီလူဝင်ကငွေရအသုံးပြီးတော့ quality သုံးပြီးတော့လုတ်ထားတဲ့လူတွေလည်းရှိတယ်ဟုတ်တယ်မဒါမှမဟုတ်ဒီဒီလက်ရှိရှိတဲ့အနေထားလေးနဲ့ပဲလုတ်ထားတာလည်းရှိတယ်အဲ့လိုနည်းနည်းလေး quality ချက်တော့ကျွန်တော်တွားတွေ့တယ်တချို့ကတကယ်ကို quality နဲ့စကူကို account ထဲပေါ်တဲ့အခါမှာ quality ကောင်းကောင်းနဲ့လုတ်ထားတာလည်းရှိတယ်အဲ့တော့ကျွန်တော်မြင်တဲ့သဘာဝကဘာလဲဆိုတော့အထူးသဖြင့်လုပ်ငန်းသစ်သမားတွေက ဒီဟာကိုငွေချေးအများပြားနဲ့လုပ်မယ် quality နဲ့လုပ်မယ်ဆိုပြီးတော့အဲ့လိုမျိုးပြင်ဆင်ထားမှုတွေအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ထင်ထားတဲ့ပုံပြင်ဆင်ထားမှုတွေတွေ့ရပါတယ်အဲဒါတော်တော်လေးရွေးချယ်မှုခက်မဲ့နေတာပေါ့နော်ပြန်ရတဲ့ပိုင်းတွေမှာအများကြီးပြန်ရမယ်ပိုင်းဖြစ်လာပါဒါဟာရုပ်တံထုတ်လွှင့်ခွင့်တီးတန့်လိုင်းစီအနေနဲ့ရရှိတာမဟုတ်ပဲမြမအတန်နဲ့ရုပ်မြင့်တန်ကြားရဲ့ထုတ်လွှင့်ခွင့်မှာပူပေါင်းဆောင်ရွက်ခွင့်ရလာပဲဖြစ်ပါတယ်ရုပ်တံလိုင်းတစ်တွေအနေနဲ့လာမယ့်မေလလောက်မှာစတင် ထုတ်လွှင့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ ဒီကနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်တောင်ဘက်245မိုင်လောက်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အချိန်ကြောင့်မြဝကျွန်းပေါ်မုတ်တမာခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းအသင်အတင်းမှလှိုင်းကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်မိုးသက်လေပြင်းကြာစဉ် ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ကြောင်းဒါကြောင့်မြဝကျွန်းပေါ်မုတ်တမာခွေမွန်တနင်္သာရီကံယိုရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ကကန်နီကန်ဝေးငါးဖမ်းရေရင်တွေတင်မောတွေအနေနဲ့ကြိုတင်သတိပြုကြဖို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအကြံပြုထားပါတယ်။ဒီအားကောင်းတဲ့မွန်နိုင်ငံရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဥတီရွေးရှားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်လို့သတ်မှတ်ထားတယ်လို့ဆိုပါတယ်ရှင်။ KIA တပ်ဖွဲ့ဟာနေဆက်ဝင်ထွက်သွားလွာခင်းကတ်တွေကင်ဆောင်ပြီးနေဆက်ဖြတ်ကျော်သွာလာတိုက်ပွဲဝင်ခဲ့တယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမူဆက်ခရိုင်မုံကိုမြို့နမ်ကုတ်ကျေးရွာအနီးနယ်မြေလုံးကျုံရေးဆောင်ရွက်နေတဲ့တပ်မတော်စစ်ကြောင်းကို KIA TNLA အဖွဲ့တို့ကဒီဇင်ဘာ9ရက်ညပိုင်းမှာလာတိုက်ခိုက်ပြီးတော့ဆုတ်ခွဖြတ်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ဒီဇင်ဘာလ9ရက်မနေ့ပိုင်းမှာအဲ့ဒီဒေသတော်ဝိုင်းစစ်တပ်ကနယ်မြေရှင်းလင်းစင်မှာ ် KIA TNL အဖွဲ့နေထိုင်ခဲ့တဲ့တရွက်တဲခုနှစ်လုံးဆက်သွက်ရေးမြောင်းတွေအနီးမှာမှတ်ပုံတင်နှစ်ခုနဲ့နေဆက်ဝင်ထွက်သွားလာခွင့်လက်မှတ်နှစ်ခုကိုတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။သူတို့တွေဟာကာမိုင်းနဲ့တနိုင်ဘက်က KIA တပ်ဖွဲ့ဝင်တွေဖြစ်ပြီးနေဆက်ဝင်ထွက်သွားလာခွင့်ကတ်တွေကင်ဆောင်ပြီးတော့နေဆက်ဖြတ်ကျော်သွားလာတိုက်ပွဲဝင်ခဲ့တယ်လို့ကာကွယ်ရေးဦးစီးချုပ်ယုံသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တဲကအဖွဲ့ဝင်တွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်တာဟာငိမ့်ချမ်းရေးဖော်ဆောင်ရေးမှာအတားအဆီးတွေဖြစ်လာနိုင်ပါတယ်။လင်းဆက်အောင်ကသတင်းပေးပို့ထားတာပါရှင်။ဒိုင်းနာလနဲ့ကိုင်အဖွဲ့ခုနှစ်ဖွဲ့မာမိတ်ဖြစ်ပူးပေါင်းပါဝင်ထားတဲ့ညီညွတ်တော်ဒိုင်းနာလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ငိမ့်ချမ်းရေးဖော်ဆောင်ရေးမှာဆွေးနွေးနိုင်ဖို့နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ကိုဖွဲ့စည်းထားပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာပါတဲ့ KIA အဖွဲ့ပါဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်လိုက်တဲ့အပေါ်မှာ UPD JC နိုင်ငံရေးပါတီအစုအဖွဲ့အတွင်မှုဦးဆိုင်ကျော်ညွန့်ကပြောဆိုလိုက်တာပါအကြမ်းဖက်ဖွဲ့စည်းဆိုတဲ့အထက်မှာဒါဟို TNLAA MNDA ဗောလေကိုကန့်တို့အဖွဲ့၃ဖွဲ့အပါဝင် KIA ကိုလည်းထည့်တယ်ဗောလေအဲ့တော့ KIA ကိုလည်းထည့်တယ်ဆိုတော့ KIA ကလည်းအခုချိန်မှာ ဒီ VN အနေနဲ့လာပြီးဆွေးနွေးနေဆွေးနွေးနေပြီးသားဖြစ်တယ်ဆွေးနွေးရင်တန်းလားပေါ့လေအာတဘောတူညီမှုမရသေးတာလွဲရင်အဲ့တော့ဒီဆွေးနွေးမှုတွေကဒီတိုင်းပဲရပ်တန့်လိုက်တော့မလားပေါ့ဒီငင်းချမ်းရေးကိုကျွန်တော်တို့ဘယ်လိုပုံစံဆက်ဆက်သွားမလဲဆိုတဲ့ဟာမေးခွန်းတွေအများကြီးထုတ်ဆရာရှိလာတယ်အဲ့တော့တေချာတာကဒီကျွန်တော်တို့အော်တိုင်းနာလက်နက်ကင်ဖွဲ့စည်းမြောက်ကိုဟိုအကျန်းဖွဲ့ဖွဲ့လို့ဒီလိုတတ်မှတ်လိုက်ဟိုလိုတတ်မှတ်လိုက်ဆိုရင်တော့ဖြင့်ကျွန်တော်တို့ရေရှည်သွားမဲ့ငင်းချမ်းငင်းချမ်းမှာ လုံးဝအတားစီဖြစ်လာမှာပဲရှမ်းပြည်မြောက်ပိုင်းမှာ တက်မရော်နဲ့တိုက်ခိုက်နေတဲ့ KIA TNL နဲ့ MNDA တို့ကိုရှမ်းပြည်နယ်လွှတ်တော်ကဒီဇင်ဘာလ9ရက်နေ့မှာအကြမ်းဖက်အဖွဲ့အစည်းဖြစ်မဲခွဲဆုံးဖြတ် သတ်မှတ်ခဲ့တာပါအဲ့ဒီဆုံးဖြတ်ချက်ဟာအတည်ပြုတယ်မပြဘူးဆိုတာတော့နိုင်ငံတော်သမ္မတရဲ့ထုတ်ပြန်ချက်ပေါ်မှာပဲမူတည်တယ်လို့တရားလွှတ်တော်ရှင်းနေတူကပြောပါတယ်ဒီတရားဝင်ထုတ်ပြန်မဲ့တာဝန်ရှိတဲ့လူကတော့နိုင်ငံတော်သမ္မတပဲသူထုတ်ပြန်လို့ရမယ်လေ နိုင်ငံသမ္မတနေတဲ့ဟာဒီပြန်နာနေမှာနိုင်ငံတော်ပြန်နာနေမှာတရားဝင်ထုတ်ထည့်သွင်းထုတ်ပြန်မှာတရားဝင်မယ်ဆိုတော့နိုင်ငံတော်သမ္မတပေါ်မှာမူတည်တာပေါ့နိုင်ငံတော်သမ္မတအနေနဲ့ဟာလာဒီရှမ်းပြည်နယ်ရဲ့လွတ်တော်ရဲ့ကျွန်တော်တို့ကျင်ပြချက်ကိုဘလောက်တိုက်တာဒီလက်ခတ်တယ်လဲဆိုတော့အဲ့ဒါလည်းရှိသေးတယ်ဒီ2014ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေအခန်းသုံးပုံမှန်6ငါမှာတော့ပြည်တော်စုအစိုးရရဲ့အတည်ပြုချက်နဲ့ဖြစ်စေကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ကြေညာချက်နဲ့ဖြစ်စေအသင်းအဖွဲ့ သို့မဟုတ်အုပ်စုတစ်ခုခုကိုအကျံဖက်အုပ်စုဖြစ်သက်မဲ့ကျင်ညာခြင်းဟာဘိုးအဖွဲ့ရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေဖြစ်တယ်လို့ပြထန်းထားပါတယ်။တိုင်းရင်းသားပါတီတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကတော့ရှမ်းပြည်နယ်လွှတ်တော်တွေကပြည်ခိုင်ပြိုးပါတီဝင်တွေနဲ့တမန်တော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဥဆောင်ပြီးမဲခွဲဆုံးဖြတ်ခဲ့တဲ့အခုကိစ္စဟာအမျိုးသားရင်ကြားစေရေးကိုထိခိုက်ပြီးပြည်ရင်းငြိမ်းချမ်းရေးကိုအဟန္တာဖြစ်စေတယ်လို့ထုတ်ပြန်ချက်တွေထုတ်ပြန်ထားပါတယ်။ကျွန်တော်ကလင်းဆက်အောင်ပါ။ထိုင်းနိုင်ငံချင်းမိုင် KI မဲအိုက်မြို့နယ်နယ်စပ်မှာထိုင်းစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားပြီးတော့မူရစ်ဆေးဝါးတွေနဲ့လက်နက်တွေဖမ်းဆီးရမိခဲ့ပါတယ်ဒီသတင်းကိုတော့ဒေါခင်မင်းစော်ပေးပို့ထားပါတယ်ရှင်ထိုင်းနိုင်ငံချင်းမိုင်ခရိုင်မဲအိုက်မြို့နယ်တွေကမြန်မာနယ်စပ်မှာဒီဇင်ဘာလ10ရက်နေ့မနေ့တနားရီလောက်ကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ထိုင်းစစ်တပ်တို့15မိနစ်ကြာပြခတ်မှုဖြစ်ပွားပြီးလက်နက်ကိုင်အဖွဲ့ဘက်က6ယောက်ကြာဆုံးခဲ့တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောပါတယ် အဲ့နောက်မြမလူမျိုးတယောက်နဲ့လားဟုလူမျိုးတယောက်ဖမ်းဆီးရမည်ပြီလက်နက်တွေနဲ့အတူအဖက်တမင်းစိတ်ကြွသေး6ထုပ်စွတ်စုပေါင်းစေလုံး9သိန်း4000ကျော်နဲ့ဘိန်းပြူ43ထုပ်စွတ်စုပေါင်းအလေးချိန်30ကီလိုဂရမ်တို့ကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်ထိုင်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့လက်နက်ကိုင်ဖွဲ့ဟာဘယ်ဖွဲ့ဖြစ်တယ်ဆိုတာကိုတော့အတိအပြုပြောကြတာမရှိသေးပါဘူးကျမခင်မင်းစောပါရှင် တက်တန်းနှစ်2000ကျော်ရှိပြီးဂျပန်နိုင်ငံရဲ့၅ခုမြောက်အကြီးဆုံးမြို့တော်ဖြစ်တဲ့ဖူကူအိုကာမြို့နဲ့ရန်ကုန်မြို့ကိုညီအစ်မမြို့တော်အဖြစ်ရန်ကုန်မြို့တော်ဝန်ဦးမမောင်စိုးနဲ့ဖူကူအိုကာမြို့တော်ဝန်တာခါရှိမဆိုအီချီရိုတို့ဒီဇင်ဘာလ9ရက်နေ့ညကဖူကူအိုကာဟီလ်တန်ဟိုတယ်မှာလက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ကြပါတယ်မြို့တော်နှစ်ခုကြားတမိုင်းကျောင်းရှေလျာပြီးယဉ်ကျေးမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဆင်တူမှုရှိပြီးတော့သမိုင်းဝင်အမွေအနှစ်နဲ့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုဆိုင်ရာတွေကိုလည်းအတွေ့အကြုံချင်းဖလှယ်ကမြို့တော်တွေကိုပူပေါင်းတိဆောက်သွားရန်အတွက်ညီအမမျိုးအဖြစ်သတ်မှတ်ဆောင်ရွက်ကြတာဖြစ်တယ်လို့ဖူကူအိုကမြို့တော်ဝန်တာကာရှိမာဆိုအီချီရိုကအခမ်းအနားမှာပြောဆိုခဲ့ပါတယ်အစိုးရတက်လက်ထက်နိုင်ငံအတော်များများကရန်ကုန်မြို့ကိုညီမမျိုးတော်အဖြစ်သတ်မှတ်ဖို့ကန့်လန့်ခဲ့ပေမဲ့လည်းဖူကူအိုကကိုပထမဦးဆုံးအဖြစ် ဦးစားပေးလက်ခံခဲ့ခြင်းဖြစ်တယ်လို့ရန်ကုန်မြို့တော်ဝန်ကမြို့တော်ဝန်နှစ်ဦးတွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။အခုလိုတက်မှတ်ဆောင်ရွက်မှုကြောင့်မြို့တော်နှစ်ခုရဲ့ဒေသခံလုပ်ငန်းရှင်တွေကြားလဲစီးပွားရေးနဲ့ကုန်သွယ်မှုတွေတိုးတက်အောင်မြင်မယ်လို့မျှော်လင့်ပြီးအခုဘဏ္ဍာရေးနှစ်ကစလို့ရန်ကုန်မြို့တော်ရဲ့အခြေခံအဆောက်အုံတွေပြုပြင်တည်ဆောက်ရေးနဲ့ရေစိုးရေညှဉ်းဆွန့်ပြရေးဆွန့်ပြမှိုက်များပြန်လည်တန့်စင်ရေးအကူအညီအတွက်နှစ်နှစ်နီးပညာကူညီပံ့ပိုးသွားမယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့တော်ဝန်ဦးမမောင်စိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာဂျပန်နိုင်ငံမှာရောက်ရှိနေချိန်ဖူကူအိုကာမြို့တော်ရဲ့အစွန်ပြည့်အမိုက်များပြန်လည်တန့်စင်ရေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလေ့လာသွားမှာဖြစ်တယ်လို့မြို့တော်နှစ်ခုရဲ့ကုန်သွယ်ရေးတွေကိုလည်းဆွေးနွေးမှုတွေပြုလုပ်သွားမှာပါရှင်။တိုင်ဦးမြို့နယ်ဂျုံဂရမ်ကွင်းကိုစကြက်မြေအဖြစ်ကြီးညာပြီးနောက်ကျွဲနွားလာရောက်ကြောင်းသူတွေကိုစကြက်မြေပေါ်စိုက်ပျိုးလုပ်ကင်သူတွေက တရားစွဲဆိုထားပြီး ညှိနှိုင်းမရဖြစ်နေပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်တိုင်ဦးမြို့နယ်တုံးကကျွရအိုစု ကျုံကရန်စကြက်မြေဟာဧကပေါင်း300ကျော်ရှိပြီးပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကကျွရအိုချုပ်ရေးမှုကနေတဆင့်စကြက်မြေဖြစ်ကျင်ညာခဲ့တဲ့အတွက်ကျန်းနာလာရောက်ចောင်းကြသူ7ဦးကိုအဲ့ဒီနေရာမှာမူလစိုက်ပျိုးသူတွေကတရားစွဲဆိုလိုက်တာပါ။ဒီကြီးညာတဲ့နေ့9ရက်10လ26ရက်နေ့ 2016ရင်းနေကြီးညာတာပါသူကြီးညာပြီးနောက်ပိုင်းကျမှကျွန်တော်တို့ကြီးရွာရှိတဲ့ပြည်သူတွေဒီဒီတရားတွေကိုရှိတဲ့တွင်တော်မောင်းထဲတာမောင်းထဲတာတော့မှကျွန်တော်တို့လူကိုယ်တိုင်လက်ကြောင်ရဲတာမဟုတ်သေးပါဘူးအိမ်မောပဲမောင်းတာမဟုတ်လားသူတို့မှအဲ့ဒီလိုသူတို့အမိန်ကိုသူတို့ကြော်ညာပြီးမှညာကြီးမောင်းတယ်ညာကြီးကျဲတယ်ကျဲပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုကျူးကျော်ပါတယ်လို့တခါပြန်လို့တယ်ဒီအရင်ကျူးကျော်တဲ့ခံရတဲ့လူတွေကျွန်တော်တို့ကမခံနိုင် 365ဧကရှိတဲ့စကြဝဠာအလဲမှာအပ89ကဆွလွတ်ပေးထားတဲ့လင်းမြေဧက85ဧကရှိပြီး2015ခုနှစ်ကလေးကလေလုတ်ပိုင်ခွင့်ပုံစံခုနှစ်ရရှိထားပြီဖြစ်တယ်လို့ကြေးရအုပ်ချုပ်ရေးမှူးကပြောပါတယ်။ဆိုတော့ကျွန်တော်တို့အဖွဲ့သွားပြီးတော့ကျွန်တော်ရဲ့မြို့နယ်လက်ထောက်ဦးစီးမှုဦးညွှန်းမင်းတပ်ရဲ့ကျွန်တော်လက်စီဖွဲ့ကျွန်တော်တို့သွားရနိမိတ်သက်မှတ်ပေးလိုက်တယ်။နိမိတ်သက်မှတ်ရေးအချိန်မှာနှောသမားကကျွန်တော်ပါပြောလဲဆိုတော့ ဘာဖြစ်လို့ဒီလေကောင်ကြီးမှာပုံစံကိုထုတ်ပြရလဲအဲ့ဒါကျွန်တော်တို့မသိဘူးသူပုံစံကိုချက်ထားတဲ့အတွက်ဒါပုံစံကိုချက်ထားတဲ့ကျွန်တော်တို့လေမြင်နဲ့ပတ်သက်လို့ကျွန်တော်လေစီရပိုင်ဆိုင်သွားပါပြီကျွန်တော်လေစီနဲ့ဆိုင်တဲ့အတွက်ကျွန်တော်တို့ဒါအောင်နဲ့မိတ်သားပြရတာအဲ့ဒီနေရာမှာလေလုတ်ပိုင်ခွင့်ပုံစံခုနှစ်မရှိသေးတဲ့လေတွေကတော့2000ခုနှစ်ကတည်းကစပြီးခြုံတော်တွေခုတ်ထွင်ရှင်းလင်းစိုက်ပျိုးခဲ့တယ်လို့တရားစွဲဆိုသူတောင်သူတို့ကပြောပါတယ်ကျွန်တော်တို့ကဒီနေရာကို ုတ်ကင်မှုဆိုပြီးတော့ကျွန်တော်တို့ညနေရနေပြီးတော့ချမှတ်ပေးထားပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီဥစ္စာကိုတိုးပြီးတော့ခုတ်ထင်ရှင်းလင်းတော့ကျွန်တော်လုပ်တဲ့အချိန်မှာဒီညရဲ့ကိုင်းတော့မြတ်မကြီးပါအမတ်တန်ဟိုဘက်ဒီဘက်ကိုတွားလို့တော့မှမတွားရတဲ့အဆင့်မျိုးရှိပါတယ်ကိုင်းတော့ဒီခြုံမုတ်တူကျွန်တော်တို့၃နှစ်လောက်ရှင်းပြီးတော့ကျွန်တော်တို့လှုပ်ရှားလာတာဆိုလို့ရှိရင်အခုဆိုရင်16နှစ်ကာလအထိရှိပါတယ်ဒိုင်ဦးမျိုးညနေရဲတက်ခွေမှုညနေမြေစင်းရင်ယုံကြီးရအုပ်ချုပ်ရေးမှုကြီးရလေယာဉ်စီမံခန့်ခွဲရေးအဖွဲ့ရင်းနဲ့လေသမားတွေ ပြည်နာကျောင်းသူတွေကိုပြစ်ဆုံဆွေးနွေးနှိမ့်နိုင်ပေးခဲ့ပေမဲ့ပြည်လဲမှုမရရှိခဲ့ပါဘူး။အခုပြည်နာဝင်ကျောင်းသူ12ဦးကိုတရားဆက်ဆွထားတဲ့လယ်သမားတွေကတော့ပုံစံခွန်ရရှိထားတဲ့လယ်သမားတွေနဲ့မရှိတဲ့လယ်သမားစုစုပေါင်း၄ဦးဖြစ်ပြီးဒိုင်ဦးမြွနဲ့တရားရုံးမှာတင်းငံဖြစ်စည်းမှုပုံမှ၄၄ခွန်၄နှစ်ခွန်နဲ့တရားဆက်ဆွထားပါတယ်။ကျွန်မခင်မင်းဆိုပါရှင်။မြန်မာနိုင်ငံမှာလောက်ကင်နေတဲ့စင်ပွားကွန်ရက်ချိတ်ဈေးအောင်လုပ်ငန်း multi level marketing စနစ်အသုံးပြုရောင်းချခဲ့တဲ့ကုမ္ပဏီတွေကိုစီးစစ်ဆောင်ရွက်နေပြီးတည်ဆဲဥပဒေနဲ့မညီရင်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောဆိုလိုက်ပါတယ်ကျော်စရာဝင်းသတင်းပေးပို့ထားပါတယ်ရှင်ဖလိုင်မေဆန်နယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥအောင်ကြကြောဦးမေးမြန်းတဲ့ multi level marketing စင်မွားကွင်ရဲ့ချိတ်ဈေးရောင်းလုပ်ငန်းကိုတမင်ကန့်သက်ပိတ်ပင်အရေးယူဆောင်ရွက်ရန်အစီအစဉ်ရှိမရှိနဲ့ပတ်သက်တဲ့ကြေပွင့်မြန်မေးခွန်းကိုဖြေကြားရမှာ ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးပိုချိုအောင်ဆိုကအခုလိုပြောဆိုခဲ့ရလဲဖြစ်ပါတယ်။အမေစနစ်ဖြစ်ဆောင်ရည်များပေါ်တခင်ကရေးပေါ်စီမံမှုအဖွဲ့ရရေးပြီးဆောင်ရည်တဲ့အခုချိန်တွင်လည်းဆက်လက်ဆောင်ရည်ပေါ်လို့ရရှိပါတော့။အမေစနစ်နဲ့ဆက်ရည်ပြီးဥရိယာထားခြင်းရှိသေးတော့လေဆောင်ရည်ပေါ်ပေါ်ချင်းတိုင်တန်းမှုများရှိသေးလို့ဖြစ်ပေါ်လာပါကစီစီပေါ်ပေါ်ချက်ပေါ်မူတည်ရေးကြီးပုံစံနဲ့ဝန်ဆောင်မှုတွေဝင်ဝင်မှုတွေနဲ့ပုံတွေလုပ်ငန်းကိုပြီးစသည် ဒီစေဥရိမြရဒီဆောင်းကောင်းဖြစ်ပါကြောင်းရှင်းရှင်းထေချာအားလုံးကိုမတိလေဘမက်ကတ်တင်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရာ၎င်းတိုင်ကြားချက်အရာ၎င်းစစ်စစ်တွေ့ရှိတဲ့ဥပဒေချိုးဖောက်မှုတွေကိုအရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်၄အရာ ကုံစီတစ်မျိုးမျိုးတရိษံတစ်မျိုးမျိုးဝန်ဆောင်မှုတစ်မျိုးမျိုးနဲ့ပတ်သက်ပြီးတားမြစ်မိတ်စီကံတတ်မှတ်မိတ်များထုတ်ပြန်ပြီးတော့အရေးယူဆောင်ရွက်နိုင်မှုဆောင်ရွက်နေတယ်လို့သိရပါတယ်။ အခုလိုပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးပြောဆိုခဲ့တာဟာရေဘူးရဆန်လွန်းနေပြီးမာတီလေဗယ်မက်ကရင်းနဲ့ပတ်သက်တဲ့ဥပဒေအရပြဋ္ဌာန်းနိုင်ဖို့ဆက်လက်ဆောင်ရွက်တော့မှာဖြစ်တယ်လို့လည်းမေကုမေးမြန်းခဲ့တဲ့ဥအောင်ကျော်ကျော်ဦးကအခုလိုပြောပါတယ်ဥပဒေတင်ဖို့တော့ဆက်ပြီးကျေးဇူးပါဒါကထိန်းချုပ်ဖို့တယ်အမေဥပဒေကျွန်တော်ရှင်ဥပဒေမရှိဘူးရှိသေးတယ်ကျွန်တော်က90ဥစားချက်ဥဌာန်းနိုင်တယ်ဥစားချက်တော့ ။ဒါပေမဲ့တော့နီလန်းနှစ်ခုရှိတယ်။တရုတ်ကတော့လုံးဝပိတ်တယ်။2005ခုနှစ်တရုတ်ကခုနကတော့ဒါမှမဟုတ်ပိတ်တယ်။ဟုတ်ဒီ American နဲ့ Singapore တို့မလေးတို့ Thailand တို့ကဥပဒေထုတ်ပြီးတော့ကျန်မဲ့အဲနီလန်းနှစ်ခုရဲ့ကျွန်တော်ကဒီပထမနီလန်းကိုကိုရှင်းတယ်ဗျာ။ဒါတော့တရုတ်လိုလုံးဝပိတ်တယ်။အဲအခုကတော့အဲ့လိုမျိုးဒီကြီးကရေပြရဖြစ်တော့အစီဥပဒေရေးဆောင်တာဖြစ်တယ်။အဲတော့ဥပဒေပေါ်ပြီးတော့တည်တည်ကြပ်ဖြစ်တယ်။ အန်အန်လေးတစ်ခုပေါ်လာတယ်ဆက်လာတယ်မတီလေဗယ်မားကတ်တင်းစနစ်အသုံးပြုရောင်းချတာနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေဖြစ်တဲ့မလေးရှား၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာဥပဒေပြဋ္ဌာန်းပြီးမတီလေဗယ်မားကတ်တင်းစနစ်ကိုထိန်းချုပ်ကန့်သတ်တာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ multi level marketing စနစ်အသုံးပြုရောင်းချခဲ့တဲ့ကုမ္ပဏီများနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်ခဲ့မှုတွေဆောင်ရွက်ခဲ့ရမှာ2009ခုနှစ်နဲ့2011ခုနှစ်တို့မှာလေတန်ဈေးနဲ့ဖြည့်စွက်အစားအစာတို့ကို multi level marketing စနစ်နဲ့ပြန်ပြုရောင်းချခဲ့တဲ့ပြည်ရင်းကုမ္ပဏီနှစ်ခုပြည်ပကုမ္ပဏီတစ်ခုတို့ကိုအရေးပေါ်စီမံချက်အဥပဒေနဲ့ပုံမှန်၅ပုံမှန်ခွဲစာခွဲအရပြည်ထောင်ဝန်ကြီးဌာနအနေနဲ့စစ်ဆေးဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ပြည်ထောင်ဝန်ကြီးဌာနကသိရပါဗျာကျွန်တော်ကြော်စရာဝမ်းပါခင်ဗျာ လာမယ့်ဗန္နာရီနှစ်အတွက်ရန်ကုန်တိုင်းဒေသကြီးရဲ့ရာသုံးမှန်းခြေငွေစည်ရင်းရထားချက်မှာလိုအပ်တာထက်ပိုနေတဲ့အသုံးစရိတ်တွေရှိနေတာကြောင့်ဒုတိယအကြိမ်ထပ်မံတင်သွင်းဖို့လွှတ်တော်ကိုယ်စားလှယ်တွေကတောင်းဆိုလိုက်ပါတယ်ဟင်းကိုသတင်းပေးပို့ထားတာပါရှင်တော်တော်စကြောင့်2019ဗန္နာရီနှစ်မှာဘုန်းကျော်တရားတစ်စင်ကိုစက်တန်း200လေးတိစောက်ခဲ့လို့အသုံးစရိတ်လျှော့ချဖို့တောင်းဆိုခဲ့ပေမဲ့ 2019-2018ဘဏ္ဍာရေးနှစ်မှာဂုံးကျော်ဒေါ်လာတစ်စင်းကိုကျပ်တန်းတစ်ထောင်ထိ30ဝကျထားတာဖြစ်ပါတယ်။ဒါတွေကိုစနစ်တကျပြန်လည်စစ်ဆေးပြီးတင်သွင်းတင်တယ်လို့ကျော်ရာမျိုးနဲ့မဲဆန္ဒနဲ့အမှတ်1လွတ်တော်ကိုယ်စားလှယ်ကဆိုပါတယ်။ အမားတို့ကသုံးတဲ့ဟာတွေကစနစ်တကျဖြစ်စေခြင်းနဲ့ဥမာတောက်လျှောက်ကိုစလေကြီးလည်းပြောသွားတယ်လို့မျိုးဒီတန်း200တန်တဲ့တရားကတစ်နှစ်အတွင်းမှာတန်း1000ဖြစ်သွားတယ်ဆိုတာမျိုးဒါဘလို့မှမဖြစ်တဲ့ကိစ္စပေါ့နော်သူ့ပြင်မဲ့ဒါတွေကအမားတို့ကစအုပ်ပေါ်မှာပဲကြည်ပြီးတော့ဒါမြန်မြန်လေးစီစစ်လိုက်ရတဲ့ပုံစံတကယ်တမ်းသာမြေပြင်ကိုအချိန်ရပြီးတော့ဆင်းပြီးတော့စီစစ်မယ်ဆိုလို့ရှိရင်ငါတကယ်ကိုပြောမကုန်ပဲဖြစ်သွားလိမ့်မယ်ပေါ့နော်အခုရွေးချယ်ရမယ့်ဘဏ္ဍာငွေတွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းကပြည်သူတွေရဲ့ဘဏ္ဍာငွေတွေဖြစ်တဲ့အတွက် စနစ်တကျတုံးဆွဲသောက်ဖို့လိုအပ်နေတယ်လို့ကျန်ကုန်တိုင်းဒေသကြီးလွတ်တော်ပုဇော်တွေကထောက်ပြခဲ့ကြတာပါဗနာကိုရာဇချက်တွေကိုရေးဆွဲနေချိန်မှာလဲတပ်ဆိုင်ရာတာဝန်ရှိသူတွေကလွတ်တော်ကိုယ်စားလှယ်တွေနဲ့စီးနေတာတွေမလုပ်ဘဲရေးဆွဲခဲ့တာဖြစ်တယ်လို့တင်ငန်းညွတ်ညွတ်နဲ့အမှတ်တက်လွတ်တော်ကိုယ်စားလှယ်ကဆိုပါတယ်ဟိုတိကျညွှန်ကြားချက်တွေကိုလေဟိုထေချာထုတ်တယ်နော်အခုလည်းကျွန်တော်ဟိုဘယ်လိုကြောင့်လဲတော့မသိဘူးဟိုခေါ်တဲ့ဟိုဝန်ကြီးကတော့ပြောသွားတယ်သူဒီဒီစီမံခန့်ရေးဆွဲရေးဌာနကိုသူညွှန်ကြားတယ်ပေါ့နော်ကိုယ်စားလှယ်တွေကိုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဒါပေမဲ့အဲ့လိုမျိုးအဲ့လိုမျိုး စကားနဲ့အဲ့လိုမျိုးပြောတကယ်ကိုပြက်ပြက်သာတိကျကြတာမဖြစ်မနေကိုယ်စားလေးကိုဖိတ်ကိုဖိတ်ရမယ်အစည်းအဝေးဘဏ္ဍာကျင်လောက်ရမယ်မပြီးတဲ့အခါအဲ့အစည်းအဝေးလုပ်တဲ့အခါမှာကိုယ်စားလေးပြောဆိုတဲ့ချက်လက်တွေကိုလည်းဒီဘက်မှာကျွန်တော်အလေးနဲ့ထားပြီးတော့ထည့်သွင်းထည့်သွင်းရေးဆွဲရမယ်အစပြေလိုမျိုးပြတ်သားတဲ့တိကျတဲ့ညွှန်ကြားချက်တွေဌာနဆိုင်ရာထုတ်ပါရမယ်နော်ဆိုရင်ကိုကတော့ဒီတခွန်းနဲ့ကိုယ်လေးပါပါစီဆိုတော့မလုပ်လိုက်တဲ့ခါမှာရှေ့မှာလည်းတစ်ခါဖြစ်ပြီးပြီကျွန်တော်တို့ဒီရေစည်းရေလာကိစ္စနဲ့ပတ်သက်ပြီးတော့1ဘီလီယံဘီလီယံကိုခွဲခွဲခွဲဝေတော့လာအဲ့တိုင်းပဲနော်ကိုယ်လေးကြီးကသဘောထားတောင်းပါဆိုပြီးဒီလိုပဲပြောလိုက်တဲ့ခါမှာ ဖရဆိုင်ကတကယ်တောင်းလို့ဆိုတော့မတောင်းဘူးတော့တိကျပြသားတဲ့ဒီညွှန်ကြားချက်တွေနဲ့ကျွန်တော်တို့ထုတ်ပြီးတော့ညွှန်ကြားဖို့လိုမှထင်တယ်ကျွန်တော်ကရောင်တိုင်းဒေသကြီးရဲ့ရောင်ွယ်၃ွယ်စင်ရထားချက်တွေကိုဒီဇင်ဘာလ6ရက်နေ့မှာရောင်တိုင်းဒေသကြီးလွှတ်တော်ကိုတည်သွင်းခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့မှာဆွေးနွေးခိုင်းတာဟာလွှတ်တော်ကိုမလေးစားတဲ့သဘောတက်ရောက်စေတယ်လို့နောက်ဆက်ကနောက်ဆက်ရှိပန်နာရေးနှစ်အတွက်ရောင်တိုင်းဒေသကြီးရဲ့ရာသုံးမှန်းကျင်ဝယ်ခြင်းရထားချက်ကိုဒီဇင်ဘာလ10ရက်နေ့ကိုနောက်ဆုံးထားပြီးပြည်သူ့လွှတ်တော်ကိုတင်သွင်းပေးရမှာဖြစ်တာကြောင့်ဒုတိယကြိမ်ရထားချက်တစ်စောင်ကိုထပ်မံရေးဆက်တင်သွင်းပေးကြမယ်လို့ စစ်မှတ်ကိန်းနဲ့ဗန်ဒိုင်းဝန်ကြီးကဖြေကြားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါမနက်6နာရီကျော်မှာကွန်တီနာကားတွေဆက်မမောင်းပဲရပ်ထားလိုက်လို့ရန်ကုန်မှာလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပြီးပြည်သူတွေသွားလာရေးခက်ခဲခဲ့ပါတယ်။ကြော်စီရသတင်းပေးပို့ထားတာပါရှင်။ဒီဇင်ဘာလ9ရက်နေ့ညပိုင်းကနေစပြီးကွန်တီနာရင်တွေကိုရန်ကုန်မြို့ထဲမှာည9နာရီကနေမနက်6နာရီတွင်မှမောင်းနှင်ခွင့်ပြုထားတာပါ။ ဒါကြောင့်ကွန်တိန်နာရင်မောင်းတွေကညာဘက်မှာပြန်ဆိုင်မောင်းနေတာမျိုးတွေနဲ့အရှင်ပြင်းမောင်းနေတာမျိုးတွေရှိတယ်လို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ဒီနေ့မှနှစ်ပိုင်းရောက်မှလည်းကွန်တိန်နာရင်မောင်းတွေကကားတွေကိုဆက်မမောင်းမဲ့ရထားလိုက်လို့ယင်းစီးရဲ့နေရာကျော်အချိန်9နာရီခန့်ကြာလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပြီးပြည်သူတွေသွားလာရေးခက်ခဲခဲ့ပါတယ်။အဲကားလမ်းပိတ်တာကဒီစိတ်ကကားတော့သူကနည်းနည်း6နာရီဆိုကျွန်တော်တို့ရက်လိုက်တာပေါ့နော်။ဆက်မဆွဲရဲတော့တာပေါ့။ဆက်တယ်သူကအရင်ကြီးနေသူကမဆွဲရဲတော့ရက်လိုက်တော့နောက်ကားကြီးကဖိတ်သွားတယ်။အဲကဟိုဘယ်ချမ်းပါလဲ။ ကားကားကြီးကလမ်းပြောင်းပြန်ရက်လိုက်တဲ့ခါကျတော့ရက်ဝင်တဲ့ကားကြီးကတက်မရတော့ဘူး။ဒီကြမောင်းနဲ့ဒီဘက်ဈေးဟောင်းကြပါဘူး။ဟိုကြောက်လန်းမို့ဆေးနာကားကြီးသူကကြော်တက်လာရင်လည်းပိတ်ကုန်တာပေါ့နော်။ရင်ကတော့ကွန်တိန်နာကားတွေကကြိုက်တဲ့ချိန်သွားလာခွင့်ရှိခဲ့ပေမဲ့ခုချိန်မှာတော့ည9:00နာရီမှဆွတ်လွတ်တာကြောင့်ရင်ကြောတွေချက်ပြီးကားတွေပိတ်မိနေတာပါလို့ကွန်တိန်နာရင်မောင်းတွေကပြောပါတယ်။အဲ့တော့ဟိုတီးကြားကြီးပေါ့9:00နာရီတို့ကြီးအမအကုန်ဆွတ်ထွက်ရတယ်ဆိုတော့ဟိုကားတွေကအကုန်ဆွတ်ပြုံပြီးထွက်လိုက်သလိုဖြစ်သွားတာပေါ့နော်။အရင်ကတော့သူ့အတူခွဲထွက်နေကြတာ။ အရင်ဆုံးပြီးတော့3နိုင်ထွက်တဲ့က6နိုင်လောက်ပြီးသွားရင်ဒီခွန်တွေပါချပြီးသွားရင်သူကသူအလုပ်ရတယ်ရမရတဲ့နားနေအိမ်မိသားစုရှိတယ်လို့ပြန်လို့ရတယ်ပေါ့အခုကျတော့ဘယ်မှပြန်လို့မရတော့ဘူးအရှောင်းဝစစ်ကန်းနဲ့တိရမလာဈေးဟောင်းကြမှာကွန်တိန်နာ၅စီးကလမ်းမြောင်းမြန်မောင်းပြီးပိတ်ပြီးနေလို့ရင်ကြောတွေပိတ်တာပါလို့ပြောတာတွေလည်းရှိနေပါတယ်ဒီဇမလာရှင်းရနေနက်၄နာရီဝင်းကျင်တွေကကွန်တိန်နာကားတွေပိတ်မိနေတာဖြစ်ပြီးနေ့လယ်၁၇နာရီခွဲလောက်မှာရင်တင်းရဲတွေရောက်လာပြီးရင်ကြောတွေရှင်းလင်းလိုက်လို့၁၇နာရီလောက်မှာတော့ရင်ကြောတွေရှင်းသွားပါလေ ကျွန်တော်ကတော့ကြော်စရာပါအကောက်ခုဦးစီးဌာနကပို့ကုန်သွင်းကုန်လုပ်ငန်းတွေကိုအွန်လိုင်းကနေတဆင့်တိုက်ရိုက်ဖြည့်ရှင်းပေးနေပေမဲ့ဤပညာအခက်ခဲကြောင့်လုပ်ငန်းပိုင်းဆိုင်ရာကြံ့ကြာမှုတွေရှိနေပါတယ်။ဦးတိုက်စင်သတင်းပေးပို့ထားပါရရှင်။ အွန်လိုင်းကနေတဆင်ပုံကုံသွင်းကုန်လုပ်ငန်းတွေကိုတိုက်ရိုက်ဆောင်ရွက်နိုင်တဲ့ Mass Senegal ပြည်ရင်းကောက်ခွန်ဦးစီးဌာနကပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကပဲစပြီးပြောင်းလဲဆောင်ရွက်နေတာပါဒီစနစ်ကပုံကုံသွင်းကုန်လုပ်ငန်းတွေမြန်ဆန်ဖို့အတွက်ရည်ရွယ်ပြီးနိုင်ငံတကာမှကျင့်သုံးနေတဲ့စနစ်ပါဒါပေမဲ့မြန်မာနိုင်ငံမှာတော့မကြာသေးခင်ကပဲပြောင်းလဲဆောင်ရွက်တာဖြစ်လို့ဤပညာခက်ခဲတွေရှိနေပြီးလုပ်ငန်းမှဆိုင်ရာကြံ့ကြာမှုတွေနဲ့တွေ့ကြုံနေရတယ်လို့ပုံကုံသွင်းကုန်လုပ်ငန်းရှင်တူကသုံးသပ်ပြောပါတယ်ကျွန်တော်တို့ဆီမှာတော့ online စနစ်ဒီဘက်ကကျင့်သုံးလို့ဒီဘက်မှာလည်း manual နဲ့အခုစလုံးသွားနေတယ် တော့နမန်ညွေရော online ရောသွားရတဲ့ကြောင့်မလို့အချိန်ပိုကျန်ကြရတယ်လက်ရှိမှာတော့ online စနစ်ကလည်းအသားမကျတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီပြဿနာရရှိရဲတစ်ဖက်မှာလည်းတော့ကျွန်တော်တို့အနေနဲ့ဒီ internet ဆက်သွယ်ရေးနှီးကွေးတဲ့ကိစ္စတွေတော့ကျွမ်းကျင်မှုအားနည်းတဲ့ကိစ္စတွေအားလုံးကိုခြုံကျူးရတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဒါအခု container ရေကျွန်တော်တို့ထုတ်ရတာခက်တယ်။နောက်ပြပောက်ပိုးတဲ့နေရာမှာလည်းတင်ပို့ရတာခက်ခဲဂျုံတွေ့နေရပါတော့။အဲကျွန်တော်တို့အနေနဲ့ဟို detention ချက်ချက်ကြီးပို့ပေးရမျိုးရှိတယ်။နောက်တတ်မှတ်တဲ့ contract ကိုအရာကျွန်တော်တို့က ့အခြေပြေမတင်ဖို့နိုင်တဲ့ပြဿနာပေါ့နော်ဒါတွေတော့လက်ရှိကြုံတွေ့ရတဲ့အခက်အခဲတွေပေါ့နော်ခုလိုပြောင်းလဲကာလမှာတွေ့ကြုံနေရတဲ့လုပ်ငန်းဆိုင်ရာအခက်အခဲတွေနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေအနေနဲ့ကောက်ခွန်ဦးစီးဌာနကိုတိုက်ရိုက်တင်ပြတောင်းဆိုနိုင်တယ်လို့အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က TVB ကိုပြောပါတယ်။စနစ်ကခုမှစလာဆိုတဲ့အခါကျတော့ဒါပိုင်းမှာဘရိုကာရီပိုင်းကမကြွန့်ကျင်တာလည်းရှိတယ်လို့ကျွန်တော်တို့ဒီဝတ်ထမ်းဘက်မှာဒီအချက်တွေရှိတယ်။ဒါကြောင့်မလို့ဒီကာလမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ ိဖူတာအင်အင်ပူတာအားလုံးကျွန်တော်တို့နဲ့ဒါဓာတ်ရိုက်ဖုံးတဲ့ဆက်သွယ်အခက်ခဲရှိလို့ရှိရင်ရှိတာလည်းချက်ချင်းကျွန်တော်တို့နဲ့လာပြီးတော့မှချိတ်ဆက်ပြီးတော့မှဝိုင်းဝန်းဖြည့်ရှင်းမှအဆင်ပြေတခါကျလို့ရှိရင်ဘယ်နေရာမှာတက်နေလဲဆိုတာကိုကျွန်တော်တို့ကလိုက်လိုက်ရှာပြရပါတယ်အဲ့လိုခါကျတော့ကျွန်တော်တို့ကမသိတဲ့အခါကျတော့ ထွက်နေတဲ့ဖိုင်တွေကလည်းထွက်နေတာပေါ့ဒါပေမဲ့ဒီကြံနေတဲ့အပိုင်းလေးကိုကြာတော့ကာကာကန်ရှက်ပူတည်တယ်ဘလောက်ကြာသွားလဲဆိုကျွန်တော်လည်းလာပြီးတော့မှပေါင်းလုပ်လိုက်လို့ဆိုတော့ဒါအများဆုံးကျွန်တော်တို့ကလိုက်ပြီးတော့မှလုပ်ပြီးလုပ်ရအောင်နော်ပေါ်ကွန်တွင်ကလုပ်ငန်းတွေကိုဝန်ဆောင်မှုပေးနေတဲ့ agent အဖွဲ့အစည်းတွေကလည်းလက်ရှိပြောင်းလဲလိုက်တဲ့စနစ်ဟာလူတိုင်းနဲ့အကျန်းဝယ်မရှိသေးတာကြောင့်ကြံကြာမှုတွေရှိနေတာဖြစ်တယ်လို့ပြောဆိုတာတွေရှိနေပါတယ်ခင်ဗျာကျွန်တော်တိုက်စင်သတင်းပေးပို့ထားတာပါ ရီရေကန်ကိုဥတီတဲ့ရဲရွာလူလူအခြေပြုခရီးစဉ်တွေအကောင့်ထဲပေါ်မယ်လို့ချင်းကြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်ချင်းပြည်နယ်ဖလားမြို့နယ်အတွင်းမှာတရှိပြီးတိတယ်မြို့နယ်မိုင်30ဝေးတဲ့ရီရေကန်ကိုအခြေပြုပြီးတော့ရဲရွာလူလူအခြေပြုခီးသွား CBD ကိုအကောင့်ထဲပေါ်ဖို့အတွက်ချင်းပြည်နယ်အစိုးရကဆောင်ရွက်နေတာပါလက်ရှိကာလမှာညောင်ဦးမင်းသားကာလံပေါင်နေပြီးမင်းသားကံပလက်တည်တဲ့ကနေတဆင့်ရိရီကန်ကိုဥတီတဲ့ခေစဉ်ကိုရေးဆွဲနေတာပါ community based tourism ကျွန်တော်ထပ်ဖြစ်တယ်ဆိုတော့ first priority ကိုထားလိုက်တယ်ဒုတိယ second priority ကိုကျွန်တော်ဟိုတည်တည်ကိုရေးလိုက်တယ်တည်တည်မှာဖြစ်ရေးလိုက်တယ်လို့ပြောတယ်ဟိုနှစ်ကကြီးကတည်တည်နှစ်ခကွေးကဖလန်ပေါ့ဒါဆိုရင်အဲ့ဒါကကလေးချီခံလို့ကလေးကနေတော့မသွားလို့ရတယ်ဒါပေမဲ့ hotel မရှိဘူးတိတ်ခိတာပဲရှိတယ်ဆိုတော့အဲ့ဒီဟာပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်ကဘာကိုဆက်သွားမယ်ဆိုတော့နောက်နောက်တစ်ဆင့်မှာတည်တည်ဘက်ကနေ repair ီဖလန်ဘက်နဲ့ဟာခါတို့ထန်တန်းတို့ထက်ချက်ဘူးနော်နောက်ဆုံးဆုံမက်ကကျွန်တော်တို့ကရီဝီပြန်ပြောင်းဒါပေမဲ့ step by step ကျွန်တော်ဖွင့်ရမယ်ထားဖြစ်တယ်ရရလူလူအခြေပြုခီးတွားလုပ်ငန်းဆိုတာကတော့ဒေတာကန်တွေစီကိုတွားရောက်လေပတ်တဲ့ခီးတွားလုပ်ငန်းဖြစ်ပြီးဒေတာကန်တွေအကျိုးကိုဖြစ်ထွန်းစေပြီးဝင်ငွေတိုးစေမယ့်လုပ်ငန်းဆောင်ရွက်ချက်လည်းဖြစ်ပါတယ်ချင်းပြည်နယ်ဟာလမ်းမဆက်တဲ့ခက်ခဲမှုကြောင့်နိုင်ငံခြားနိုင်ငံတွေလာရောက်မှုနေပါပြီးဘလောက်မှမတူပြီးလမ်းကြောင်းပြင်းပြောင်းရင်ကလဒန်စီမံကိန်းကြောင့်အိန္ဒိယနိုင်ငံကနေတဆင့်

တော့ပလက်ဒူအမျိုးနဲ့အထက်မှာလည်းမြို့တစ်မြို့ထပ်တူလာအောင်တော့မြင့်တဲ့မြို့နဲ့ထင်ပါလေမြို့တစ်မြို့တူလာအောင်ဆိုပြီးတော့တို့ကစူးစမ်းနေပါလေဟော်ရီကီဌာနစည်ရင်းတွေရတော့ချင်းပြည်နယ်ကိုပြည်တွင်းပြည်ပဧည့်သည်ဝင်ရောက်မှုကို2000ခုနှစ်မှာစတင်ခွင့်ပြုခဲ့ပြီး review ကအပန်းဖြေစခန်းကို2009ခုနှစ်မှာဖွင့်လှစ်ခဲ့တာပါချင်းပြည်နယ်မှာရှိတဲ့ review ကံကိုပြည်တွင်းပြည်ပဧည့်သည်လာရောက်မှုနည်းပေမဲ့လည်းတမန်နဲ့မြို့နယ်မှာရှိတဲ့နမတော်ဥယျာဉ်ကိုတော့ပြည်ပဧည့်သည်အများစုတွားရောက်ကြတယ်လို့ခေတ္တလုပ်ငန်းလုပ်ကံတွေကပြောဆိုပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ DVB ရုပ်မြင်သံကြားရဲ့ည၈နာရီသတင်းတွေကိုရှုစားခဲ့ကြတာပါရှင်ဒီကနေ့အတွက်သတင်းတွေကိုတော့ကျမမိုးမြင့်စင်ကတင်ဆက်ပေးသွားတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်